ဇမနီတယောက်က appointment လာယူတယ်မိကောနေမေးချင်လို့အာယူတော့သူ့ကိုအချိန်ပေးလိုက်တယ်အချိန်ပေးတော့သူလာမေးတယ်သူမေးတဲ့မိကောနေတယ်မှာဒီကလုံးနဲ့ပတ်သက်တဲ့မိကောတစ်ခုပေါ့နော်ကလုံးဆိုတဲ့ဒီဆဲလေးတွေယူပြီးတော့ပုံသူပွားတဲ့ဒီကိစ္စတွေဟာ ဘုရားဘာသာအနေနဲ့ဖရာဟောအနေနဲ့ဖြစ်နိုင်မှဖြစ်နိုင်ဖြစ်နိုင်သလားဆိုမေကွန်မျိုးပေါ့လေရှိနိုင်သလားဆိုအဲ့တော့ခေါင်းကြီးတို့ကတော့ဖြေခဲ့တယ်ဖြစ်နိုင်တယ်လို့ဘလို့ဖြစ်တာတော့ဆိုတော့တတော်ရီမွေးဖွားပုံဟာနီးလေးတွေရှိတယ်ဘဝကိုယ်တည်းတရှိတတ္တဝါတစ်ခုကိုယ်တည်းဖန်နေလို့မရတာ တတ္တဝါဖြစ်ဖို့နေရာကိုတော့ဖန်ပြီးပြလို့ရတယ်လူသားတွေမွေးဖွားဖို့ရာအတွက်အကြောင်း၄မျိုးနိလန်၄ဆွဲယောနိ၄ပါးလို့ခေါ်တယ်ရိုးရာအတိုင်းမိခင်ရဲ့ဝမ်းထဲမှာတရေတီပြီးတော့မွေးတာဆလာဘုရားကျက်တွေငက်တွေလို့ဥထဲမှာတစ်ခါမွေးဥကနေပေါက်ပြီးတစ်ခါမွေးမိခင်ရဲ့ဝမ်းထဲမှာဥဖြစ်အ ဥရဲမှာတရေတီဥကနေတခါပေါက်အန်ဒဆာမွိုက်စတာခေါ်တဲ့အဆိုဓာတ်တွေဟီမတီတီတွေပေါ်မှာဆွဲပြီးတော့တရေသားဖြစ်တဲ့တန်တေသူတန်တေတဆလူကိုယ်တိုင်ထင်ရှားဖြစ်ပြီးတော့ဘွားကနေပေါ်လာတဲ့ဥပပတ္တိကမွေးပုံမွေးနေဟာ၄မျိုးရှိတယ် ဲ့လေးမျိုးထဲမှာကလုံးဆိုတာဘယ်ထဲမှာပါနိုင်တော့ဆိုတန်တေတစထဲမှာပါတယ်ပေါ့ရှိတော့မရောမွေးခဲ့ဘူးသလားဆိုမွေးခဲ့ဘူးလေတန်တေသူဆိုတာတွေလည်းရှိတယ်အထင်ရှားဆုံးကတော့950ထဲမှာဘဒုမဒေဝီကသား900မွေးတယ်ဆိုတာဝဲကြည့်ဘုရားမဒေဝီမိဖုရားကတန်း900မွေးတယ်ဆိုတာ အခုကလေးငယ်ရောက်မွေးရင်ပဲရှင်မွေးလွန်းလို့ခေါ်နေပြီ။အားရကြီးများမွေးမယ်ဆိုဘယ်လိုနေလဲနော်။အဲ့တော့ဘယ်လိုမွေးတာတုံးလို့ဆိုတဲ့အခါမှာတဥဒီသောအခြေဆုံးသားကိုရိုးရတိုင်းမွေးတာ။အဲ့ဒီမှာကြံနဲ့469ယောက်ကသွေးအညိကိုဆွဲပြီးတော့တရေတဲပြီးတော့ဖြစ်လာကြတာ။ တတိဆိုတာတန်တိတဆရဲ့အတိတ်ပဲကတဖြည်းဖြည်းလေးဟိုမိခင်ဝါနဲ့မှာကဒီတဖြည်းဖြည်းမှ develop ဖြစ်လာတာဆိုပါစို့ဟို embryology embryo embryonic အဆင့်ကနေပြီးတော့နောက်ပြီးတဖြည်းဖြည်း fit up ဆိုတဲ့တရေသားလောင်ပြီးသားတဲ့အဆင့်ပြောင်းတဖြည်းဖြည်းတိုးတက်လာ တရေကြတော့အဲ့လိုမဟုတ်ဘူးအကောင်သေးသေးလေးပထမစပြီးပြီးပြီးပြင်းပြင်းဖြစ်လာပြီးတော့ grow up grow up ဖြစ်လာတာကြီးလာတယ်ဆိုတော့သေးညိတဲမှာ469ရောက်ကမဟာပထုမဆိုတဲ့မင်းသားအကြီးကိုမွေးဖွားတဲ့အချိန်မှာမိခင်ရဲ့သွေးအညိတွေမှာဆွဲပြီးတော့ဂျန်နဲ့ 499ယောက်ကမွေးတာလေတဖြည်းဖြည်းလှင့်လင်းမြန်မြန်ကြီးလာသူတို့အဲ့ဒါကြောင့်ဘုရုမတေဝီသား900လို့ပြောတာเนาะဒီလိုဆိုတဲ့စာထဲမှာအဲ့တော့ဒါဖြစ်နိုင်သလားလို့ဆိုတတိတည်းဆိုတာပဲနေရာပြည့်ပြည့်တည်လို့ရတာပေါ့အချိန်လေးပေးလာလို့ရှင်အခုခေတ်ဘောဓိယုတ်တွေလုံနေတာတောင်မှရှိနေသေးတာเนาะ ခမင်းလူသားတို့ဘာလို့လုပ်နေကြတာအဲ့တော့ဒီကလုံးဆိုတာလေဗုဒ္ဓဘာသာတရားတော်ရဒီတရဝတ္တဥသရေတီဖို့လုပ်တယ်ဆိုတာတော့အခြေအနေတစ်ခုဖန်နေပေးတာတော့ဖြစ်နိုင်တယ်အဲ့ဒီအခြေအနေပေါ်မှာသရေသားကိုတော့ဖန်နေလို့တော့မရဘူးကောင်းကင်ကမိုးပေါက်တွေကြာနေတယ်လို့ တက်ရှိတတ္တဝါတွေဟာစက္ကမလတ်သိဆုံးနေကြတာတွေရှိတယ်။အဲ့သိဆုံးနေတဲ့တတ္တဝါတိုင်းတတ္တဝါတိုင်းဟာဘဝတစ်ခုတာဆူးနေကြတာကြည့်ပဲ။တာဆူးနေတော့အချိန်နေပေးတဲ့စီရောက်လာမှာပဲသူတို့ဟာ။နော်။ကံရဲ့အချိန်နေအခြားအကြောင်းအရာတွေအဲ့တော့ကောင်းငင်ဟာမိုးပေါက်တွေကြာနေတယ်လို့သိဆုံးနေတဲ့တတ္တဝါတွေကမြောင်များစွာရှိတဲ့အခါကျတော့ ခုနလိုဖန်တီးထားတဲ့ကလုံးဆိုတဲ့အထဲမှာရောက်မလာဘူးလို့ဘယ်လိုလုပ်ပြောလို့ရမလဲပေါ့ဒီအညိပေါ်ရောက်လာလို့ရှင်ဒါတန်တေတ္တဆာဟောဒါကြောင့်မလို့ကြာဘူးတဲ့ရောက်သွားရင်ဟုတ်လားကြာပွဲနေရတယ်တန်တေတ္တဆာဆိုတာဖြစ်ခဲ့တယ်ပေါ့အဲ့လိုမိုက်စတာဘောနေသတ္တဝါတွေဆိုတာရှိတယ်သို့သောရိုးရလောက်မများလို့မထင်ရှားဘူးပေါ့ မဖြစ်နိုင်ဘူးလို့တော့ပြောလို့မရ impossible လို့ပြောလို့မရ possible လို့ပဲပြောရတချို့က impossible ဆိုတာမဖြစ်နိုင်တာတတ်တတ်ရှိတယ်အဲခုခေတ်မှာဒီရုပ်နဲ့ပတ်သက်ပြီးတော့မဟုတ်တာတွေလောက်လံမှာတောင်းနောက်တစ်ချိန်မှာစိုးရိမ်ရသေးတယ်နော်ခွေးကောင်းကြီးနဲ့လူလက်နဲ့ ီပုံစံမျိုးကြီးတွေများဆိုရင်ဘလို့ဖြစ်မလဲလူသားတွေတီလိုက်ကြဘူးလားမသိဘူးမန္တလေးမင်းတို့မင်းတို့တီဘောတို့ယရနာဘုံခစ်မှာမြောက်လူဆိုတာပေါ်ခဲ့ဘူးတယ်နော်လူမြောက်လို့လဲခေါ်တော့ပေါ့လေလူကနေပြီးတော့မြောက်နဲ့တူလို့လူမြောက်လို့ခေါ်တာလူတော့လူပဲသို့တော့သူဟာလူလူဖြစ်ပေမဲ့လို့ တကူလုံးကအမွှေးတွေနဲ့မြောက်ကြီးလိုပဲတကူလုံးအမွှေးတွေပေါက်အမွှေးတွေပေါက်မျက်နှာတောင်မှကွက်ကွက်ကလေးပဲမြောက်လိုပဲနည်းနည်းပဲဂျန်နာဂျန်နာအမွှေးတွေနဲ့တကူလုံးခေါင်းရောပါရောအကုန်လုံးအမွှေးဂျန်နဲ့လူကခေါင်းမာတဲ့အမွှေးရှိတာသူကြတော့တကူလုံးအမွှေးတွေကြီးလိုက်လို့ရှိရင်မြောက်ကြီးလိုပဲဒါမှမဟုတ်လူမြောက်လို့ခေါ်တာမန္တလေးဈေးကျုံမှာဈေးခေါက်လုတ်သွားတာ ိုက်လူမြောက်ကမှတ်တမ်းနေရှိတယ်ပေါ့သူ့ဓာတ်ပုံတွေပါလေစာအုပ်ထဲမှာဖတ်ဖူးတယ်ဓာတ်ပုံတွေပါရှိတယ်အဲ့တော့လောကမှာမဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူးမဖြစ်သေးတာသာရှိခွန်ရှိနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီလိုပြောကြတာအဲ့တော့ကလုံးနဲ့ပတ်သက်ပြီးမေးတဲ့အခါကျတော့ဖြစ်နိုင်တယ်လို့ဆိုပြီးတော့ရသော်ဗျာကိုယ်တိုင်က ရိုးရမွေးနီးနဲ့ပတ်သက်ပြီးဒီယောနိလေးမျိုးအကြောင်းရှင်းပြရင်ကလူသားတယောက်တောင်မှပဲမြတ်စွာဘုရားဟောထားတာရှိတယ်လို့ပထမံကလလံဟောတိကလလာဟောတိအဘုဒ္ဓအဘုဒ္ဓဇာယတိပေတိပေတိနိဗ္ဗတတိခနောဆိုပြီးတော့တန်ယုတ်ပါဠိတော်အိန္ဒကတန်ယုတ်အိန္ဒကတုတ်ယက္ခတန်ယုတ် လူတကောင်ရဲ့အမေးကိုမြတ်စွာဘုရားကဖြေပါဖြေတဲ့အနေနဲ့ဟောထားတာလူသားတွေတာမန်ရိုးရာအားဖြင့်တရေတီးပြီးတော့လူရဲ့ခန္ဓာကိုယ်ဖြစ်ပေါ်လာဖို့ပြောထားတာဒီကနေ့ခေတ် embryology နဲ့တထပ်သေးပဲ embryology ကိုလေ့လာခြင်းတထပ်သေးပဲရပ်ပတ်တွေလည်းအမတမ်းနီးတယ်အဲ့ဒီအကြောင်းကိုရှင်းပြလိုက်တဲ့ပြောတဲ့အခါကျတော့ ဒီတုတ်တံအကြောင်းပြောတော့သူသိအံ့ဩတာတယ်အဲ့ဇမန်းကြီးကစားတဲ့တကယ်ပါလားပါရပေါ်လို့နောက်ခဲ့တဲ့2500ကဒါတွေသိနေပြီလားတဲ့သူကပြောတာနော်သိတယ်စားတဲ့မှာဒါတွေပါတယ်လို့ embryology နဲ့ပတ်သက်တယ်အဲ့တော့တနေ့တစ်ချိန်ခါတုန်းကချစ်ပေါ်တုတ်တက်ခဲ့တယ် ပြင်ဒီပညာအနေနဲ့အောင်မြင်ခဲ့တာတွေရှိတာပ